ရှင်ဟာဆိုရင်မင်းတော်မင်းတရားကြီးရဲ့မိဖုရဲ့ခေါင်းကြီးဖြစ်ပြီးတော့စုဖုရလက်ရဲ့မဲတော်ဖြစ်ပါတယ်။ဗာကြီးတော်မင်းနဲ့နမ်မတော်မင်းတို့ရဲ့သမီးလည်းဖြစ်ပါတယ်။နမ်မတော်မင်းကိုတာယာဝတီမင်းကဥမျက်ရမှာစစ်တာဒေဝီမင်းသမီးကအသက်ကိုအတနာခံကမိမိအိမ်သို့ခေါ်ပြီးတော့ဆက်လျှောက်ထားခဲ့ပါတယ်။သူဖြစ်၍မင်းတော်မင်းနန်းတက်တဲ့အခါမှာတော့ကျေးဇူးရှင်စစ်တာဒေဝီမင်းသမီးကြီးကိုမထီမဲ့မြင်ပြုပြီးတော့နမ်ပလင်မော်တို့အတင်းတက်သဖြင့်နမ်မဲဆိုးဖြစ်ဆက်တင်ကြွကြခဲ့ပါတယ်။စစ်တာဒေဝီမိဖုရကြီးနဲ့ကနောင်မင်းသားတို့မရှိတော့တဲ့နောက်မှာတော့နန်းနေအေးအာ ားလုံးကိုကြီးစိုးချေနေပါတယ်။မင်းတို့မင်းရဲ့နောက်ဆုံးအချိန်များမှာလည်းကင်းဝင်မင်းကြီးဦးကောင်းနဲ့ပူပေါင်းပြီးတော့အစွမ်းအစရှိသောထက်မြက်သောနန်းလျာမင်းသားများကိုဖမ်းဆီးတုပ်တင်ပြီးသူမဩဇာတက်ရောက်နိုင်မယ်ထင်တဲ့လောင်းရှည်မိဖုရားဤသာတီဘောမင်းသားကိုတမိတော်ကြီးစုဖျားကြီးနဲ့လက်ဆက်ပေးပြီးတော့နန်းတင်ခဲ့ပါတယ်။သို့သောတီဘောမင်းသားဟာတမိတော်လက်စုဖျားလက်နဲ့ရင်ငယ်ပြီးဖြစ်သဖြင့်နန်းတပ်ပွဲမှာစုဖျားလက်ကတီဘောမင်းနဲ့စုဖျားကြီးတို့ရဲ့အလဲမှာဝင်ထိုင်သဖြင့်မိဖုရားနှစ်ပါးလုံးနဲ့ကြိုင်နဲ့နန်းတပ်ပွဲဖြစ်ခဲ့ ရပါတယ်။နောက်ပိုင်းမှာတော့စုဖရဲလက်ကသာတီဘောမင်းကိုခြေလှယ်ပါတော့တယ်။ကုံးမောင်ခင်းနောင်းတမိုင်းမှာတော့အဓိကဆက်ဆောင်တဦးဖြစ်တဲ့စင်ဖြူမရှင်မိဖုရားအားယရနာပူရာစရုထမြို့တီနန်းတီမင်းတရားကြီးဖြစ်သောဗာကြီးတော်မင်းစကိုင်းမင်းတရားကြီးနဲ့မိဖုရားခေါင်းကြီးရှင်မင်းနုနမ်မတော်မင်းနုတို့